ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လေးဘေးနားလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။ကလေးတွေရဲ့ထူးထူးဆန်းဆန်းကြည်ကြမှုဟိုးတခါတော့ငါပေါ့ကွယ်။ငမလေးဂျီနူကသူမရဲ့အမိနဲ့ရာဂျစ်စတန်ပြည်နာကဆာဟာရာတောအုပ်တစ်ခုမှာနေထိုင်ပါတယ်။ ်အခုချိန်မှာတော့ဂျီနူကအရန်ငယ်လုံးမသေးရင်သူမရဲ့ဖေကရာဂျစ္စတာမှာအလုံးလုံးပိုင်အဲ့ဒါကြောင့်မို့ဂျီနူတို့သားမီးနှစ်ယောက်ကဆဟာရာတောအုပ်လေးထဲမှာပဲနေနေရရှာပိုင်ဂျီနူကဆဟာရာတောအုပ်ထဲမှာပဲမွေးဖွားလာတာဖြစ်ပိုင်အဲ့ဒါကြောင့်သူမခမရအခုချိန်ထိမိုးရွာတယ်ဆိုတဲ့အကြောင်းဘာမှမသိရှာပါတနေ့မှာသူမရဲ့အဖေချက်ကူလေးနွေရာသီအားလဲရက်တွေရလို့အင်ပြန်လာပါတယ်။ဟေးမီနူကြီးငါပြောရလေနားထောင်ပါဦးဘယ်မှာလဲ။ချက်ကူလေးအလောက်ကနေအင်ပြန်ရောက်တာနဲ့ မီနူကိုအော်ခေါ်နေပါတယ်။ဒါပါပြီရှင်ဘာဖြစ်လို့လဲ။ဘာလို့အဲ့လောက်ကြိမ်အော်ခေါ်နေရလဲ။ဟဲ့အယူမိုက်ပြောကြစကားရှိလို့ပေါ့ဟာ။ဂျီနူရောဘယ်မှာလဲ။သူ့ကိုတစ်ချက်လောက်ခေါ်ပြီးစမ်းပါ။ဂျီနူလည်းအခန်းထဲကနေပြေးထွက်လာပြီးသူ့ဖေစကားနားထောင်ဖို့သူ့ဖေနောင်ရောက်လာပါတယ်။ဘာဖြစ်လို့လဲဖေဖေ။ဘာကိစ္စများရှိလို့ဖေဖေအခုလောက်ထိစိတ်လှုပ်ရှားနေရလဲ။အရင်ဆုံးအဖေပြောတဲ့စကားနားထောင်ပါဦး။နားထောင်ပြီးသမီးလည်းပျော်လွန်လို့ယူထောင်ယူသွားအောင်မယ်။ ကဲကဲမင်းတို့ပြင်ဆင်လိုက်တော့ငါတို့ရသည်အားလည်းရတွေရလာပြီအခုငါတို့အဖွားနဲ့တွေ့ဖို့ပန်ချက်ပြူသွားကြမယ်ဘလို့တကယ်လားဖေဖေဟေးအရန်ပြော်ဖို့ကောင်းပါလေမမေရေမမေသမီးရဲ့အဝတ်တွေအများကြီးထဲလိုက်နော်သမီးအားလည်းရအကောင်တော့အဖွားနာမှာပဲနေခြင်းနေဂျီနူလည်းပန်ချက်ပြူသွားရတော့မယ်ဆိုရာလေးကြာရောအရန်ဝမ်းတာနေပါနောက်တနေ့မှာပဲသူတို့လည်းပြင်ဆင်စရာရှိရာပြင်ဆင်ပြီးပန်ချက်ပြစီထွက်လာပါ ခရီးအကြကြီးဖြတ်တန်းလာပြီးတဲ့နောက်မှာတော့သူတို့ပန်ချက်ပြီကိုရောက်လာပါတယ်။အခုလိုရုတ်တရက်ကြီးရောက်ချလာတာက အဖအတွက်လဲ surprise ကြီးဖြစ်သွားပါတယ်။ဟဲ့ဖျားကြီးငါကလေးတွေငါစီရောက်လာကြပြီ။ငါမြင်းငယ်ချောချောလေးရင်ကျမ်းပါပါကြီးကွယ်။အဖလည်းငါမြေးလေးကိုမျှော်နေရတာကြားလာနေပြီ။အခုရောက်လာပြီဆိုတော့လဲရက်တွေအကြကြီးအဖနဲ့ပဲအတူတူနေနော်။ဖဖကြီးတမီးလဲဖဖအရန်လွတ်နေရ။တမီးလဲပန်ချက်ပြီလာရတာအရန်ပျော်တယ်။ အဲ့လိုနဲ့သူတို့တမိသားစုလုံးကအဖွားကုန်းကနာမှာနေထိုင်နေကြပါရှင်အနေငယ်လောက်ကြတော့မိုးရသည့်ကာလစတင်လာပါပြီ။အိမ်ဒီကမိုးရီတဲကြီးမဲကြီးကြွားနေပါ။ជីနူးကလည်းသူမရဲ့ဘဝမှာဒါပထမဆုံးအချိန်မိုးရီကိုမြင်ဘူးတာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ជីနူးနေရဲ့ Rajasthan ပြည်နယ်မှာကမိုးဆိုတဲ့လက္ခဏာနည်းနည်းမှမတွေ့ရလို့ပဲဖြစ်ပါတယ်။ဟုတ်ဒီလောက်ရေတွေအများကြီးကောင်းနေဘဝနေမြေပြင်ပေါ်ဘလို့ကြာလာလဲမသိဘူး။အော်အဖွားရဲ့မြေလေး အဲ့ဒါမိုးရွာတယ်လို့ခေါ်တယ်။အဖွားရင်ကြီးကအခုမှပထမဆုံးအချိန်မိုးရွာတော့မြင်ဘူးတာမလား။အဲ့ဒါကြောင့်တမီမသိသေးတာ။ဂျီနူကမိုးရွာတော့ကြည်ရတာအရန်သဘောကျနေပိုင်း။သူမကဒီမိုးရွာနေတဲ့ကာလကိုပျော့ပျော့ရွှင်ရွှင်ဖြတ်တန်းပိုင်းကြီးကဲမက်ကိုကြီးတို့ကဂျီနူရဲ့ဦးလေးနဲ့အတော်ဖြစ်ပိုင်းသူရဲ့ရာဂျူးနဲ့ဂျီနူကတငယ်ချင်းတွေလိုခင်မင်သွားကြပါင်သူတို့နှစ်ယောက်ကတဏီကောင်မိုးရီထဲမှာကစားနေကြပါင်တနေ့မှာတော့ကာလူကသူ့ရဲ့သားရာဂျူးအတွက်ထီးတလောက်ဝယ်လာပါင ဟုတ်ဒါသားတွက်လားဖေဖေကျေးဇူးအများကြီးတင်ပါတယ်ဖေ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 ကသားပေါ်မှာအရန်ကောင်းတာပဲဂျီနူကသူမရဲ့ဘဝမှာထီးကိုလည်းပထမဆုံးမြင်ဘူးတာပဲဖြစ်ပါတယ်နင်းလက်တရားဟာကြီးကဘိုင်းလဲရာဂျိုဟဲ့အယူမနေအဲ့တော့တော့မသိဘူးလားဒါအောင်ထီးလို့ခေါ်တယ်ဟဲ့မိုးရွာတဲ့ခါကျရင်မိုးရင်မစွာလို့ဒီကြီးကိုအတုံးပြုတ်ပြီးမိုးရီထဲမှာသွာလာကြတယ်။အော်အဲ့လိုလားဒီထီးလေးကအရန်လာတာပဲ။ငါလဲဒီလိုထီးတက်လက်လောက်လို့ကျင်တယ် ជីနူးနဲ့အိတ်ချီကိုအရန်သဘောကျသွားပါတယ်။ဒါပေမဲ့သူ့ဦးလေးကတော့သူ့သားအတွက်ပဲထီးဝယ်လာပြီးသားဖြစ်ပါတယ်။အော်ဦးလေးတောင်းပန်ပါတယ်တူမလေးရဲ့။သမီးလေးထီးကိုအဲ့လောက်သဘောကျလိမ့်မယ်လို့ဦးလေးမထင်ထားခဲ့လို့ပါကွယ်။ဦးလေးနောက်တစ်ခါမြို့ပေါ်သွားရင်သမီးအတွက်လည်းဒီလိုထီးလေးဝယ်လာပေးခဲ့မယ်နော်။အဲ့တော့ជីနူးလည်းသူ့ဦးလေးမြို့ပေါ်နောက်တစ်ခေါက်ထပ်သွားမယ့်အချိန်ကိုစောင့်နေရှာပါတယ်။အိန်ဒီကရာဂျူကသူ့အမိနဲ့အတူမအိပ်ပဲလဲလျောင်းနေပါတယ်။သူ့အမိနဲ့စကားရီပြောနေရင်ပြောနေနေနဲ့ ရုတ်တရက်သူ့လာမင်းကြီးကိုမြင်သွားပါရဲ့။မမေဟိုမှာကြည့်ပါဦး။ဟိုဟာဦးလေးလာမင်းကြီးမလား။ဟုတ်တယ်သားလေး။အဲ့လာမေကသားလေးရဲ့ဦးလေးပဲလေ။မမေသားဦးလေးလာမင်းကြီးကိုအရန်သဘောကျတာပဲ။လာမင်းကြီးကအရန်လှပဲနော်။တိုင်းမေဦးလေးကဘာလို့တားနဲ့နေရင် တွေ့ဖို့မလားလေ။တားလေးတားလေးကအခုအရန်ငယ်သေးရဲ့လေ။အဲ့တော့ဒီဦးလေးလာမင်းကြီးအချိန်နည်းနည်းလောက်ပဲကောင်းကင်ပေါ်မှာဘာကြောင့်နေလဲဆိုတော့တားအခုမသိသေးဘူးလေ။တားအရွယ်ရောက်လာတဲ့ခါကျမ ဒါမင်းကြီးကပါလို့တရက်ပဲအပြည့်ကြီးကြီးမြင်ရလဲဆိုတာနားလေသွားလိုက်မယ်။ရာဂျူနဲ့လာမင်းကြီးကို ကြည့်ကြည့်ပြီးတော့ဝမ်းသာနေပါယ်။ပြီးတော့သူ့အမိနဲ့အတူလာမင်းကြီးနဲ့ပတ်သက်တဲ့အကြောင်းတွေအများကြီးပြောနေပါယ်။နောက်တနေ့မနက်မှာတော့ကာလူကအလုပ်ကိစ္စတစ်ခုကြောင့်မြို့တက်သွားပါယ်။မြို့ကနေပြန်လာတော့ဂျီနူအတွက်ပါထီလေးတစ်လက်ဝယ်လာပြီးပါယ်။ဂျီနူလည်းထီလေးရတော့အရန်ကိုဝမ်းသာသွားပါယ်။ကျေးဇူးအများကြီးတင်ပါယ်ဦးလေးကာလူရဲ့ဦးလေးကအရန်သဘောကောက်တာပဲ။ဒီတစ်ခါမိုးရွာလိုက်သမီးလည်း တမီးရဲ့ထီလေးကိုယူပြီးမိုးရေထဲမှာထွက်ကစားမယ်။ជីနူးခမညာသူမလိုချင်တဲ့ထီလေးရသွားပါ යි ။အခုတော့ជីနူးကမိုးရွာစီချင်နေပါ යි ။တစ်ဖက်မှာလည်းရာဂျူးခမညာလာမင်းကြီးကိုမမြင်ရတော့ပါဘူး။သူခမညာလည်းလာမင်းကြီးကိုမြင်ချင်နေပါ යි ။အဲ့ဒီမှာတော့ကလေးနှစ်ယောက်လုံးကသူရဲ့မိခင်တွေကိုကိုကြည့်ကြည့်ကြပါဦးလေ။မမေကြီးအခုကျတော့ဘာလို့ဦးလေးလာမင်းကြီးမလာတော့တာလဲ။တားပါမှမသိဘူး။တအောင်လာမင်းကြီးယူလာပြီ။တားလွန်ခဲ့တဲ့နှစ်ရက်ကနေကစောင့်နေရ။ ဒါပေမဲ့ဦးလေးလာမင်းကြီးကတားနဲ့လည်းလာမတွေ့သေးဘူး။တားခုလာမင်းကြီးကိုတွေ့ချင်နေရလေမမေရဲ့။ဦးလေးလာမင်းကြီးကတားနဲ့လာတွေ့မှာမလားယင်။ပြောပါအောင်မမေရဲ့။ဦးလေးလာမင်းကြီးကတားနဲ့လာတွေ့ပြီဖို့ပြောပြပါအောင်။အမလီအမလီတားလေးရဲ့ဘလို့ကြီးကြီးကြနေရလဲကွယ်။ဘယ်ကလေးရာမှဒီလိုမျိုးကြီးကြပုံမှာမဟုတ်ဘူး။ဦးလေးလာမင်းကြီးကလာပြီးနေမဟုတ်ပဲဘလို့လာမှာလဲ။ရန်နေငယ်လာထပ်ဆောင်လိုက်ပါ။လာပြီးနေရောက်တော့မှာပဲ။တားရဲ့ဦးလေးလာမင်းကြီးနဲ့စကားတွေပြန်ပြောကြဟုတ်ပြီလား။ မရအောင်မမေဒါဒီနေ့ပဲဦးလေးလာမင်းကျိုတွေ့ကျင်တယ်။နောက်ပြီးမြေပြင်ပေါ်မှာပဲတွေ့ကျင်တယ်။ဒါရရဲ့အိမ်ရှာကွင်းပြင်ထဲမှာဦးလေးလာမင်းနဲ့တွေ့ကျင်တယ်။တစ်ဖက်မှာတော့ရာဂျူကလာမင်းကြီးနဲ့ပတ်သက်ပြီးကြီးကြနေပါတယ်။အခြားတစ်ဖက်မှာတော့ဂျီနူကမိုးရွာတာနဲ့ပတ်သက်ပြီးကြီးကြနေကြပါတယ်။ဖဖွားကြီးတမီးပါမှမသိဘူး။အခုတမီးစီမှာထီးရလာပြီဆိုတော့ဘာလို့မိုးကမရွာသေးရလဲ။တမီးမိုးရွာတာလို့ကျင်တယ်ဖဖွား။အော်အဖွားမေးလေရဲ့။ မိုးရွာပြီးသွားလို့ထပ်မရွာတော့တာလေဒါဘလို့မျိုးကြီးကြနေရလဲကွယ်တစ်ဖက်မှာလဲရာဂျူကကြီးကြနေဒီမှာလဲជីနုကစပြီးကြီးကြနေပြန်ပြီဒါမျိုးဘသူကကြီးကြလို့လဲဖျားတခင်ဆန္ဒအရာပဲမိုးရွာတာအဖွားရဲ့ဆန္ဒကြောင့်ရွာလာမှမဟုတ်တာဒီမှာជីနုလေးအရင်ကမိုးရွာတီကာလာမို့လို့လေနေတိုင်းလိုလိုမိုးရွာတာအခုချိန်ကမိုးရွာတီကာလာပြီးဆုံးသွားပြီလေအဲ့ဒါကြောင့်အခုတော့မိုးကနောက်ကျပြီးမှပဲရွာတော့မှာဟွန်း တမီမသိဘူးဖဖတမီမိုးရိမ်လို့ခြင်းနဲ့တမီမိုးရိမ်တယ်ထွက်ခြင်းနဲ့တမီစီမှာထီးအစ်တလေးလည်းရထားတယ်ဂျီနူနဲ့ရာဂျုံနှစ်ယောက်လုံးကငိုယုံနေကြပါတယ်သူတို့နှစ်ယောက်ကြီးကြနေအောင်ကြည့်ပြီးမီနူနဲ့ကိုကြီးလည်းစိတ်ညစ်လို့ထိုင်နေပါတယ်အဲ့လိုနဲ့ညနေရောက်လာပါတယ်ရုပ်ရက်ကိုကြီးက အကြံတစ်ခုရသွားပါတယ်ညဘက်ကောင်းကင်ဘော်ကလာမင်းကြီးထွက်လာတဲ့အချိန်မှာတော့သူမက စီပိုင်းကြီးတစ်ခုထဲမှာရေအပြည့်ဖြည့်ပြီးလာအရေးအောင်မှာထားထားလိုက်ပါခဏလောက်နေရောအဲ့ရေထဲမှာ လာမင်းကြီးရဲ့အရေးပေါ်လာပါရဲ့ရာဂျူအေရာဂျူမြင်မြန်လာပါအောင်ဒီမှာကြည့်ပါအောင်ဦးလေးလာမင်းကြီးကတားနဲ့တွေးပို့လာနေရဲ့အမေရဲ့အတောင်ကြတော့ရာဂျူလည်းအိမ်လေးကနေမြင်မြန်ပြေးထွက်လာပါရဲ့ရာဂျူလည်းရေထဲမှာလာမင်းကြီးကိုမြင်တွေ့နေရပါတယ်သူကကောင်းကင်ပေါ်ကလာမင်းကြီးကိုကြည့်လိုက်ရေရီယာလာမင်းကြီးရဲ့အရေးကိုကြည့်လိုက်နဲ့ကြည့်ကြည့်ပြီးပျော်နေပါတယ်ဂျေဆုအများကြီးတင်ပါတယ်တားရဲ့ဆန္ဒကြောင့်ဦးလေးတားကြည့်လာတွေ့ပြီးအခုတားအရန်ဝတ်တာသွားပြီးဂျေဆုပါဗျာ အေးပါအဲ့ဒါဆိုငါပြန်လိုက်အောင်မေးဒါပေမဲ့ငါကဂရီတခုပေးအခုတားရဲ့အမေမနှောက်ရှက်တော့ပါဘူးလို့ဂရီပေးရာဂျူးကြည့်ကြတာတော့ကိုကြီးကဖြည့်ဆည်းပေးလိုက်ပိုင်အခုတော့ဂျီနူးရဲ့အလှည့်ပဲဖြစ်ပိုင်သူမခမရလဲငိုယိုပြီးပင်ပန်းနေရှာပါပြီငိုရင်းငိုရင်းနဲ့ဂျီနူးကအိပ်ပျော်သွားပိုင်ဂျီနူးရဲ့ဇန်နာလည်းဖျားသခင်ကကြားသွားပိုင်သူမမနက်ခင်အိယာကနူးတော့မိုးရီရွာနေပိုင်ဂျီနူးလည်းမိုးရွာတဲ့အတန်ကြားတာနဲ့ချက်ချင်းအိယာကနေထပြီးထီးယူကာ အပြင်ဘက်ကိုပြေးထွက်သွားပါ යි ဟေးရေမိုးလေးရွာလာပြီဟာဟာမိုးရွာပြည့်အတွက်ကျေးဇူးအများကြီးတင်ပါ යි ဖရားရေခဏလောက်နေတော့ဂျီနူးရဲ့ရေတံတွေကစားတံတွေကတအိမ်လုံးကိုစုညံသွားပါ යි ကလေးတွေကအယံကိုနှုတ်ငယ်ပါ යි ပျော်ရွှင်မှုနည်းနည်းလေးတွေရာနဲ့ပျော်ရွှင်သွားတတ်ကြပါ යි ဂျီနူးကဒီတလန်နဲ့မိုးရီထဲမှာကစားနေပါ යි သူမကစားနေရကြည့်ပြီးသူ့ရဲ့အဖွားလေးဝမ်းသာနေရှာပါ යි ကဲအခုလိုမျိုးစိတ်ဝင်စားစရာပုံမြင်လေးတွေကိုကြည့်ချင်နေဆိုရင်တော့ကျမရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့တူပြန်လာခဲ့ပါမယ်အခုတော့နှုတ်ဆက်ခဲ့ပါရှင်